အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့ Donald Trump က birth right citizenship နဲ့ပတ်သက်ပြီးမှပေါ်ရင်ပြုတ်ခဲ့တဲ့ဆိုတော့ကိုဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီနေ့တော့ဇူလ28ရက်နေ့ပေါ့နော်ကဘာနောက်ဆုံးတရင်တွေနဲ့ပတ်သက်ပြီးမှဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီကိစ္စကအရေးကြီးတယ်လို့ကျွန်တော်တော့ထင်မိတယ်ပေါ့အဲဒါကြောင့်ကျွန်တော်ဒီတစ်ခါတော့အသေးစိတ်လေးနဲ့ပဲရှင်းပြပါရစေပေါ့ပထမမှာတော့ ဒိုနယ်ထရမ့်ရဲ့ executive order တော်မြတ်မြတ်ကတော့တရားသူကြီးတချို့တွင်ကခဏခဏပိတ်ပင်သားစီးခဲ့တယ်ပေါ့ဒီတစ်ခါ supreme court ပေါ့နော်အမေရိကန်နိုင်ငံရဲ့အကြီးဆုံးတရားရုံးဖြစ်နေတဲ့ supreme court ကဒိုနယ်ထရမ့်ရဲ့အကြံဉာဏ်ကိုထောက်ခံပြီးအားပေးလာတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ bad right citizenship အကြောင်းဖြစ်ပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှဆွေးနွေးမယ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ LGBT ကိစ္စနဲ့ပတ်သက်ပြီးမှပဲ အချိန်ရှိလောက်ဆိုရင်တော့နေ့လေးပိုင်းလောက်မှပြန်ဆွေးနွေးပြန်သူပြောတာအများကြီးရှိရဆိုတော့လေဆိုတော့ကျွန်တော်တို့မစခင်လေးပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျမိတယ်နော်ကပသတင်းတွေနဲ့ပတ်သက်ပြီးမှ update လေးတွေရလို့ခန်းစားမိတယ်ဆိုတော့ subscribe လုပ်ချင်အပြည့်အပြည့်ရပါတယ်ကြည့်ရဆိုတော့ Trump ကဘာလို့ချင်တာလဲအဲ့ဒါကိုရင်ဆိုးဆွေးနွေးကြည့်အောင်ပြီးတဲ့ပိုင်းမှာကျွန်တော်တို့ဗီဒီယိုနဲ့ကြည့်ပြီးမှကျွန်တော်တို့ဆွေးနွေးကြည့်တာပေါ့နော်ဆိုတော့ Trump ကပါလဲဆိုတော့အမေရိကန်နိုင်ငံမှာမွေးတဲ့ပေါ့မီတူမစုပေါ့ အမေရိကန်နိုင်ငံသားဖြစ်သွားတာပဲအာအခုသူမကြိုက်ဘူးအရင်တုန်းကတော့အမေရိကန်မှာမွေးတဲ့သူမစုကွာ everyone မိသူမစုသူတို့ကချက်ချင်းပဲ automatic america citizenship တဲ့ citizenship ဖြစ်ရတယ်ပေါ့ trump ကတော့မကြိုက်တော့ဘူးမိဘတွေကနိုင်ငံသားမဟုတ်ဘူးဆိုရင်အဲ့ဒီမိဘတွေကတရားမဝင် illegal ပေါ့နော်ဖြစ်နေတယ်ဆိုတော့ဒါမှမဟုတ်အလေလာပြီးမှနော် visitor အနေနဲ့လာပြီးမှ မွေးတဲ့ကလေးတွေဆိုတော့ဂျာကနိုင်ငံသားမဖြစ်သင့်ဘူးဆိုမှ Trump ကတော့ထောက်ပြပြီးမှ executive order sign ထုတ်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့လူတချို့ကသူတို့ရဲ့ကလေးတွေကို US နိုင်ငံသားဖြစ်စေဖို့ရအတွက် US မှာအလေသွားပြီးမှ visitor အနေနဲ့သွားပြီးမှကလေးမွေးတယ်။တမင်တက်ကူသွားတာသူတို့က US မှာကလေးမွေးဖို့ရအတွက်ပေါ့တော့ဆိုတော့သူတို့ကလေးကအချက်ချင်း automatic US နိုင်ငံသားဖြစ်သွားတယ်။ ဥပမာဟောတနည်းအားဖြင့်ပြောရမယ်ဆိုတော့မြန်မာပြည်ကကျွန်တော်တို့သူငယ်ချင်းနော်သူတို့ရဲ့ကလေးကို US မှာဝယ်ခိုင်းဆက်ချက်တယ်ဘာဖြစ်လို့လဲဆိုတော့ US မှာ citizenship ပေါ့နော်ရခိုင်းဆက်ချက်တယ်ဆိုတော့သူတို့ကအလီနဲ့သွားမယ်အလီနဲ့သွားမယ် US မှာကလေးသွားမွေးမယ်အဲ့ဒီကလေးကလေးက US နိုင်ငံသားဖြစ်သွားရောဆိုတော့တရားမဝင်တဲ့လူရင်းကလည်း US မှာလာမယ်ကလေးမွေးမယ်သူတို့မွေးတဲ့ကလေးတွေက US နိုင်ငံသားဖြစ်သွားတယ်ပေါ့ ဲ့လူနေနဲ့ပေါ့ကွာနိုင်ငံသားမဟုတ်တဲ့လူနော်သူတို့ရေမွေးထားတဲ့ကလေးတွေကိုအော်တိုမက်တစ်ကြီးနိုင်ငံသားဖြစ်တဲ့ Trump ကမကြိုက်ဘူးအဲ့တော့ Trump က executive ထူထားတယ်ဒီကိစ္စကိုကျွန်တော်တို့ခုမပြုတ်တိမှုစမပြောထားတယ်အဲ့ဒီနောက်ပိုင်းမှာဒီတရားသူကြီးတချို့တွေကအဒိုနယ် Trump ရဲ့အမင်းကိုလိုက်မနာဘူးပေါ့နော်မလိုက်မနာတဲ့ခါကျတော့အစီမပြေဘူးပေါ့ဒါမဲ့အခု Supreme Court က US ကအမင်းဆုံးတရားရုံးက ဒိုနယ်ထရမ့်ရဲ့အကြံကိုပေါ့ဘယ်လိုပြောမလဲအားပေးလာတယ်ပေါ့ဒါပေမဲ့ Supreme Court ကဒိုနယ်ထရမ့်ရဲ့အကြံကိုမှန်လားမလားဆိုတော့ကိုတော့မဆုံးမဆုံးဖြတ်ပါဘူးဒါပေမဲ့သူတို့ဆုံးဖြတ်တာကပါလဲဆိုတော့နိုင်တနိုင်ငိုင်းလုံးမှာ term in the Nilan bond injunction ပေါ့နော်တရားသူကြီးတွေမတုံ့ဖို့ပြောကြတယ်ဥပမာကဒီဘလူခေါ်လဲဆိုတော့ nation wide injunction လို့ခေါ်တယ် nation wide injunction ဆိုတာကဥပမာ Donald Trump က executive order ကို ချထားတယ်။ဒါပေမဲ့တရားသူကြီးတစ်ခုကအဲ့ဒါမကြိုက်ဘူး။ Donald Trump ရဲ့ executive order တွေကိုသူငင်းပေးတယ်ဆိုတော့ဆိုဆိုတော့ဒါကအဲ့ဒီတရားသူကြီးရဲ့ငင်းပေးချက်ကတနိုင်ငိုင်လုံးကိုထိရောက်သွားတယ်။တနိုင်ငိုင်လုံးကိုဘယ်လိုပြောမလဲ။ Donald Trump ရဲ့အမင်းကိုမလိုက်နာဘဲနဲ့လုပ်လို့ရတယ်။အခုကအလိုလုပ်လို့မရတော့ဘူး။ Supreme Court ကပြောနေတယ်။တရားသူကြီးတရားသူကြီးတွေက Donald Trump ရဲ့အမင်းကိုတနိုင်ငိုင်လုံးအတိုင်းအတာအဖြစ်ပေါ်တော့ မတားတင်တော့ဘူးမတားနိုင်တော့ဘူးဆိုမှပြောလာတယ်။ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ Donald Trump ရဲ့အမေကတချူစတေမှာတော်တော်များများအသက်ဝင်လာပဲဆိုတဲ့သဘောပါ။တရားသူကြီးတိုင်းကတားဆီးတော့မရတော့ဘူးဆိုတဲ့သဘောပါ။အရင်တော့ Donald Trump ကအမေတခုထုတ်တယ်တရားသူကြီးကတားတယ်ဆိုရင်တိုင်းကလူကတားလို့ရတယ်ကွာ။အခုကတော့တားလို့မရတော့ဘူးပေါ့တော့။ဆိုတော့တဥပမာတစ်ခုပြောရမယ်ဆိုရင်တော့တချူပြည်နယ်တွေမှာအခု Donald Trump ထုတ် ်အတို့ချမီဥပဒေကိုအတုံးချတော့မယ်တရားသူကြီးကတားတာဖြစ်ဖြစ်မတားတာဖြစ်ဖြစ်တချို့ပြည်နယ်တွေကတုံးချတော့မယ်တရားသူကြီးတခုတည်းနဲ့တားလို့မရတော့ဘူး Supreme Court အကြီးဆုံးမင်းကလည်းအော်အော်ဒါထုတ်သွားပြီဆိုတော့ဆိုတော့တခြားပြည်နယ်တွေမှာတော့မလုပ်နိုင်သေးဘူးပေါ့ဒါပေမဲ့အခုက nation wide ပဲဖြစ်တော့တနိုင်တိုင်းလုံးကလိုက်တာဆရာမလုပ်တော့ဘူးဒီတချို့အာတရားသူကြီးတွေကတားစီတော့ရလဲပဲဆိုတော့ Donald Trump ရဲ့အမိန့်ကိုလိုက်နာချင်တဲ့ပြည်နယ်ကလိုက်နာတော့မှာပဲ အဲ့လိုမျိုးဖြစ်လာတယ်ပေါ့နော်ဆိုတော့ပြီးနေတိုင်းမှာဥပဒေက꽈ရယ်ပေါ့နော်꽈တစ်ခါကျတော့အဲ့လိုမျိုးဒုံတို့ချက်မြေဥပဒေကိုမကြိုက်သူတွေကတော့တခြားသောနီလာနဲ့ပဲဂျူဆာနေစေဖြစ်နေတယ်အဆန့်ဂျင်နေစေဖြစ်နေတယ်ပေါ့ကဲအဲ့ဒါဆိုတော့ Trump ကတော့ပေါ့နော်ဒီအဲသူ့နိုင်ငံမှာတရားမဝင်တဲ့လူတွေအလေလာတဲ့လူတွေကမွေးတဲ့ကလေးတွေကိုနိုင်ငံသားမလုပ်သင့်တော့ဘူးမပေးသင့်တော့ဘူးဆိုမှပြောလာတယ်ကျွန်တော်တို့ဗီဒီယိုကိုကြည့်ပြီးမှအပစွန်းနဲ့ကြည့်ကြအောင်ပါ Alright တစ်ချက်လောက် Trump ကပါပြောခဲ့လဲဆိုတော့ video 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 နဲ့ပြမယ်ပေါ့နော် Okay Trump ပြောခဲ့လဲမှာဒီဥစားလေးကိုပြချင်တယ် Things of the session before they go on a summer break. And one of the most anticipated decisions will address President Trump and injunctions on birthright citizenship. That's simply the idea that a child born on U.S. soil is automatically a U.S. citizen oh, well, of undocumented immigrants. President Trump. So, well, <clears throat> ယူရှိဆုံးပြောရမယ်ဆိုတော့ US မှာဝင်လာတဲ့သူတိုင်းကသူတို့မွေးနေတဲ့ကလေးတွေကနိုင်ငံသားဖြစ်ခွင့်ရတယ်အဲ့ဒါကို shop ကအဆုံးသက်ချင်တော့တယ်နော် says he wants to end that and sign an executive order blocking it but challengers call that unconstitutional arguing ဆိုတော့အဲ့ဒါကို Trump ကဘာလဲဆိုတော့ပိတ်ပင်တဆီဖူလုပ်နေတယ်ဒါမဲ့စင်ခိုသူတချို့တွေကအဆင့်ကျင်သူတချို့တွေက Donald Trump ရဲ့ executive order ကိုအခြေခံဥပဒေနဲ့မကိုက်ညီဘူးဆိုမှအဆုံးဖြစ်ခဲ့ right is protected by the 14th amendment now supreme court justices are making a decision not so much on yes or no to whether birthright citizenship should be allowed but they'll decide if federal judges have the authority to block president trump's executive order on a blanket nationwide level so donald trump ya ming ruin ko taya တကပါတနိုင်ငံလုံးအတိုင်းအတာနဲ့တားဆီးပိုက်ခွင့်မရှိတော့ဘူးဆိုပြီးမှ Supreme Court ကတော့ဆုံးဖြတ်လာတယ်။ဆိုတော့ Donald Trump ရဲ့ citizen but right citizenship ကမန္တေမာရာဆိုတာကိုသူတို့ကအဆုံးဖြတ်ချက်မချဘူးနော်။သူတို့ဆုံးဖြတ်ချက်ချတာကတရားသူကြီးတွေရဲ့လုပ်ရက်တွေကိုသူတို့ကအဆုံးဖြတ်ချက်ချတာပါ။တနည်းအားဖြင့်ပြောရမယ်ဆိုတော့တရားသူကြီးတွေက Donald Trump ရဲ့အမိန့်တွေကိုတနိုင်ငံလုံးအတိုင်းအတာအနေဖြင့်တားဆီးလို့မရတော့ဘူးဆိုလို့စာကိုသူတို့ကအမိန့်ချသွားတာပါ။နော်။ ဲ့ဒါကဒိုနယ်ထရမ့်တို့တော်တော်လေးအောင်မြင်မှုကြီးမားတဲ့တစ်ခုဖြစ်နေတယ်အရင်တော့ကဒိုနယ်ထရမ့်ကဥပမာကွာဒီ executive order တစ်ခုလုပ်နေတယ်တရားသူကြီးတစ်ခုဥပမာနယူးယောက်စီးတီးကတရားသူကြီးကဒါကလုံးလုံးမရဘူးဆိုတော့တားတယ်ဆိုတော့တနိုင်လိုင်းတနိုင်ငံလို့အတိုင်းတာတားလို့ရတယ်နော်အခုကအဲ့လိုမဟုတ်တော့ဘူး1 city city mute တို့တခုရဲ့တရားသူကြီးတခုသေးကအသွင်ထွက်မြင်တနိုင်ငံလို့အတိုင်းတာနေတယ်ဒါပေးလို့မရတော့ဘူး အခုတူတားချင်သူရဲ့မြို့တော်မှာတားရင်တိုင်းလို့တားတားနိုင်လို့ရမှာဒါပေမဲ့ဂျန်တဲ့ state 90မှာသွားပြီးမှခြုံငုံပြီးမှတားပေးလို့မရတော့ဘူးပေါ့နော် constitutional law expert from Syracuse University. All right. ဒါချမ်းမြပြောတာကြည့်ကြည့်အောင်။အစားနဲ့ပြပြမယ်တော့တခြားလား think of it more than the entire 20th century me historic mandate okay all right hold on what injunctions to interfere with the normal functioning of the executive branch the supreme court has stopped the presidency itself that's what they've done and uh, really it's been it's been uh, an amazing period of time this last hour. There are people elated all over the country. I've seen such such happiness and spirit. Sometimes you don't see that, but this case is very important. I was elected on a historic mandate, but in recent months we've seen a handful of radical left judges effectively try to overrule the. ဒီအဆူရောက်တရားသူကြီးတွေဘောနော်လက်တဆုပ်စာတွေကကျွန်တော်ထုတ်တဲ့မြတ်အမိန့်အာဏာတွေကိုဒါစီကြတယ်ပေါ့အခုက Supreme Court ကအဲ့ဒီဒါစီပိုင်ခွင့်ကိုကန့်တပေးတဲ့အတွက်ကြောင့်လူတော်ပဲမြတ်ကဂျင်းနူးလာကြတယ်ပြိုရှင်လာကြတယ်ဒါကလုံးဝအောင်မြင်မှုတစ်ခုကြီးပါဆိုပါအထောက်ကတော့ပြောလာတယ် Full powers of the president to stop the American people from getting the policies that they voted for in record numbers it was a grave threat to democracy, frankly, and instead of merely ruling on the immediate cases before them, these judges have attempted to dictate the law for the entire nation. So, Daka, democracy to change how much people are. Did he have to change in Kabul? No, I mean, don't call it Luba, baby. No, general, ne, the cuckoo lo me so no. I did he have to change in Kabul? Can I can I turn it up? A lot, lot me out. A lot, lot me out. A lot, go now, now. I mean, I'm tired of it. Did he have to change in Kabul?

this was a colossal abuse of power which never အဲသူတို့ကလည်းအဲ့လိုမျိုးတားတားလို့ရတယ်အနစ်ကြာကြီးတားလို့ရတယ်သူတို့ Trump executive ကိုပေါ့နော်တရားရုံးမှာဆွေးနွေးလိုက်နော်တရားဆွေးလိုက်နဲ့ court system တွေမှာနှောက်နှေးအောင်အကြာကြီးလို့လုပ်ရတယ်ဆိုတော့တရားသူကြီးတွေကသူတို့ရဲ့အာဏာတွေကိုအလွေသုံးစားခဲ့တာပဲဆိုပေါ့ Trump ကတော့ပြောလာတယ်ဆိုတော့ဒီတရားသူကြီးလက်တဆုပ်အစာပေါ့နော်အဆင်းရောက်တရားသူကြီးတွေကကျွန်တော်ရဲ့လုတ်တိလုတ်ထိုက်တာကိုမြန်မြန်ဆန်ဆန်မလုတ်နိုင်ပြီနဲ့တားဆီးခဲ့တယ် အနှစ်တွင်ကြာချိန်နောက်နေအောင်လုပ်ပေးခဲ့ရဆိုမှ Trump ကတော့ပြောတယ်ပေါ့ American history prior to recent decades and we've been hit with more nationwide injunctions than were issued in the entire 20th century yeah together think of it more than the entire... nationwide injunctions ဆိုတာကတရားသူကြီးကတယောက်ကသမရရဲ့အမိန့်ကိုတားရတယ်ဆိုတော့ state အားလုံးကအဲ့ဒီသမရအမိန့်ကိုလုပ်လို့မရတော့ဘူးတရားသူကြီးတစ်ခုတည်းကပေါ့ ဲ့လိုမျိုး one city တရားတရားသူကြီးရဲ့ဟောမြို့တော်ကြီးရဲ့မြို့ဥမာဟော New York State ရဲ့တရားသူကြီးတစ်ခုခုကသာလို့နေမယ်ဆိုတော့ nationwide injunction ဖြစ်သွားတယ်ပေါ့တနင်္ဂနွေကတားတာအဲ့ဒါသူလုတ်တင်လုတ်ထိုက်တဲ့အရာတွေကိုလွတ်နိုင်လို့လုတ်လို့မရတော့ဘူးဖြစ်နေတယ်ဒီတစ်ခါကတော့သူတို့ Trump တို့တော်တော်လေးကောင်းသွားပြီပေါ့နော် 20th century me. I'm uh, grateful to the Supreme Court for stepping in and solving this very, very big and complex problem, and they've made it very simple. I want to thank Justice Barrett, who wrote the opinion brilliantly, as well as Chief Justice Roberts. <inaudible> and, and not, Justices Alito, <inaudible> Horsuch, 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 <inaudible> Dominic, <inaudible> people. Thanks for this decision, and thanks to this decision. We can now promptly file to proceed with numerous policies that have been wrongly enjoined on a nationwide basis. ဆိုတော့အခုကသူတို့ကဒေါ်ထရမ့်ရဲ့ policy တော်တော်များများကိုအကောင့်တွေ follow ရသွားပြီပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တရားသူကြီးကသူ့ကိုတားဆီးလို့မရတော့ဘူး။သူတို့တားဆီးရင်တောင်မှ individual case ပေါ့ case by case နဲ့တားဆီးလို့ရတော့တယ်။ nationwide တိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့တားလို့မရတော့ဘူး။ဥပမာကွာလူတစ်ယောက်ရဲ့ case ကိစ္စတစ်ခုအပေါ်မှာပဲတားတိုင်းတားနိုင်မှာပေါ့နော်လူတော်တော်များများရဲ့ဥစ္စာဒီတာမားပြလို့တားလို့မရတော့ဘူး case by case နဲ့ပဲတားလို့ရတော့တယ်ဆိုတော့ Trump ရဲ့ executive two ထားတဲ့ sign two ထားတဲ့ policy တော်တော်များများကတော့ဘယ်သူမှတားလို့မရတော့ပဲနဲ့သူတို့ကမြန်မြန်ဆန်ဆန်လှုပ်လာမယ်အလားလာရှိလာတယ် some of the cases we're talking about would be uh, ending birthright citizenship which now comes to the fore That was meant for the babies of slaves. It wasn't meant for people trying to scam the system and come into the country. The baby of slave, bono. Amanzo no, edi birthright citizenship sura. Ho yin dunga tong ku, duro yikhe dunga bono. That's very long, long time ago dunga bono. Duro ye junu bono. America ma junu shike pura bono. Edi junu ye ta da miru ya tupe. Birthright citizenship bono. Muera ne, automatic nangata khame sura. Asuya alo pekhe ra. တခြားသူတွေတို့လို့တာမဟုတ်ဘူးတဲ့ဆိုတော့အဲ့ဒါကြောင့် baby of slave ပေါ့နော်ဟိုအရင်တုန်းကဂျွန်တူရဲ့သားသမီးအတွက်ဒီကိစ္စကိုလို့တာပါဟောခက်တစ်နော်တရားမဝင် ပြောင်းရွှေ့သမားတွေလာပြီးမှကလေးမွေးနော်အလီနဲ့လာပြီးမှကလေးမွေး automatic နဲ့နိုင်ငံရနိုင်ငံသားတွေရအဲ့ဒီတော့မဟုတ်တော့ဘူးဆိုမှပြောလာတယ်ဆိုတော့ Trump ကတော့တေချာတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမှတော့လုံးဝအဲ့ဒီ birth right citizenship ကတော့အဆုံးသက်သွားမှာပါ ပေါ့နော်ဒါပေမဲ့တရားရုံမှာလည်းတစ်စိတ်တစ်ပိုင်းတော့သူအနိုင်ရသွားပြီဆိုတော့လေသူ့မှာရှိနေတယ်လို့ပိုင်ခွင့်ကတော့လုံးမှာပဲတစ်ချရတယ် on a vacation this was in fact it was the same date the exact same date the end of the civil war was meant for the babies of slaves and so clean အဲဘာဒီ civil war နောက်ပိုင်းမှာပေါ့နော် us civil war ကပါတောင်စီရ something လာအဲ့တော့ကအဲ့ဒီတော့က civil war ပြီးတဲ့နောက်ပိုင်းမှာဂျွန်ဂျွန်တွေရဲ့ကလေးတွေအတွက်ပဲဒါက အထုံးပြုခဲ့ဖူးတာ yes but this lets us go there and finally win that case because hundreds of thousands of people are pouring into our country under birthright citizenship and it wasn't meant for that reason mm. it was meant for the babies of slaves နောက်အဒီနောက်နောက်ခုနောက်ပိုင်းကလူတွေတောင်းနဲ့ထောင်နဲ့ချီပြီးမှအသင်းနဲ့ချီပြီးမှလာနေကြတယ်သူတို့ကလေးတွေကိုနော် automatic နိုင်ငံသားဖြစ်ခဲ့တယ်အဲသူတို့တော့လုံးဝမဖြစ်ဘူးပေါ့နော်ဒါကတော့နေနှုံးကကျွန်ူရဲ့ကလေးတွေတော့တာဖြစ်တယ်ဆိုတော့ပြောတယ် So thanks to this decision, we can now properly file to proceed with these numerous policies and those that have been wrongly enjoined on a nationwide basis, including birthright citizenship, mm. ending sanctuary city funding, suspending refugee resettlement, freezing unnecessary funding, stopping federal taxpayers from paying for transgender surgeries, and numerous other priorities of the American people. uh, we have so many of them. I have a whole list. I'm not going to. Yes. And it's sanctuary sura le pare to to mention the theme ba no. Sanctuary sura ka အဲသူတို့မှာ sanctuary state ရှိတယ်အမေရိကမှာပေါ့နော် sanctuary ဆိုတာကဥပမာဥပဥပရေမဲလူတွေပေါ့နော်တရားမဝင်ကိုပြောင်းရွှေ့တဲ့လူတွေကိုအဲ့ဒီ sanctuary state မှာနေထိုင်မယ်ဆိုရင်တော့ဘယ်သူကမှအတော်ပြန်ဖမ်းလို့မရဘူးအဲ US မှာ sanctuary state က၄ခုလောက်ရှိတယ်ရှင်တဲ့ အဲ့မှာသူတို့သွားနေမယ်ဆိုတော့သွားပြီးမှဖမ်းလို့မရဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ sanctuary state ကပဲအဲ့ဒီအစူရရဲ့ဖမ်းတဲ့လူကိုတားပေးတယ်ကောက်ွေပေးတယ်ပေါ့အဲ့ဒီတရားမဝင်ဝင်လာတဲ့လူတွေကိုတားပေးတယ် refugee တွေနော်လုံးဝအောက်လမ်းတွေကနေဝင်လာတဲ့လူတွေကိုတားပေးတယ်ဆိုတော့ Trump ကတော့အဲ့ဒီ sanctuary state ဆိုတာကိုမရှိတင်တော့ဘူးဆိုမှပြောတယ်။ US မှာ sanctuary state လည်းမရှိတင်ဘူး။တော့ဥပဒေအတိုင်းမလုပ်မယ်ဆိုမှပြောခဲ့တယ်။ဆိုတော့အခုကတရားသူကြီးက ား Supreme Court ကလည်းလိုမျိုး Trump ဖက်ကိုလိုက်ပြီးမှစုံပစ်ချချပေးတယ်ဆိုတော့ Sanctuary State တော်တော်များများကလည်းဒုက္ခရောက်လာနိုင်ချေရှိတယ်ပေါ့နော်။တနည်းအားဖြင့်ပြောရမယ်ဆိုတော့ Sanctuary State ကလည်းမလုံခြုံတော့ဘူးပေါ့နော်။တချို့လူတွေအတွက်ဘာဖြစ်လို့လဲဆိုတော့တချို့ Sanctuary State မှာလူစုလူကောင်းတွေအကုန်လုံးစုံနေတာပဲ။လူကောင်းတွေလည်းရှိပါတယ်။ဒါမဲ့လူစုသည်များတွေကလည်းဒါကိုခွင့်ရယူပြီးမှအော်ကျွန်တော်တို့က Sanctuary State မှာနေထိုင်မယ်ဆိုတော့ဘယ်သူကမှလာဖမ်းလို့ရမှာမဟုတ်ဘူးဆိုပြီးမှ အဲ့ဒီလူစုတွေကအဲ့ဒီ sanctuary state မှာအကုန်လုံးပြောင်းရွှေ့သွားတာကွာအခုပမာကသူတို့ကမွေးစေဝါနဲ့ကျူးလွန်ထားတဲ့ကိစ္စလိုမျိုးဖြစ်ဖြစ်မယ်မဒင်းကိစ္စနဲ့ရံမှုကိစ္စနဲ့မွေးစေဝါခူးမှုနဲ့ကိစ္စနဲ့အကုန်လုံးအဲ့ဒီပြမှုကျူးလွန်တဲ့လူတတော်များများကအစူရရဲ့အဖမ်းခံမှာကိုကြောက်လို့ပေါ့တော့တရားတရားတရားမဝင်ဝင်လာတဲ့လူတွေကိုအစူရအဖမ်းခံမှာကိုကြောက်လို့ sanctuary state မှာအကုန်လုံးပြောင်းရွှေ့သွားခဲ့တာအခုက you and i'm going to have uh, pam get up and say a few words but there's really uh, she can talk as long as she wants because this is a very important decision this is a decision that covers a, a tremendous amount of territory but i want to just thank again the supreme court for this ruling it's a giant it's a giant and uh, they should be And with that, I'd like you to uh, listen to the words of Pam Bondi. She's an incredible attorney general. We're very proud of her. And uh, as you know, Todd Blanche is with us, and we have so many others that worked on this case and other cases. And I think they're doing a great job. Pam, please say a few words. All right. That's it. So, <laughs> US မှာမွေးတိုင်းပေါ့နော် automatic နဲ့နိုင်ငံသားမဖြစ်တော့ဘူးဆိုတာကအဲ့လောက်ပါပဲပေါ့နော်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာ Trump က LGBT ကိစ္စအချောက်ကိစ္စတွေပြောတာရှိသေးတယ်အဲ့ဒါကိုတော့ကျွန်တော်သွားပြီးမှလေ့လာအောင်မယ်ပေါ့နော်သွားပြီးမှလေ့လာအောင်မယ်နှုတ်လေးတွေပါလေးတွေယူအောင်မယ်ပေါ့နော်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်ကောင်းကောင်းလေးနားလေပြီးတဲ့နောက်ပိုင်းမှာပဲနောက်တစ်ခါနေ့လေးပိုင်းလောက်မှာပဲ အခုလိုမျိုး live နဲ့ပဲပြန်တင်ပေးမယ်ပေါ့နော်ကျွန်တော်တို့ရဲ့ video လေးကိုသဘောကျတယ်ဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်အပ်အပ်လို့ရပါတယ် Thank you so much for watching me beautiful people I love you guys take care God bless I'll see you soon so ဒီတခါတော့အဲ့ဒီ US ရဲ့ bad right citizenship က a state by the state ပိုင်းတာအဲ့တော့ Trump ကအနိုင်ရသွားပြီဆိုတော့နောက်ဆက်တွေးပါရင်ဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ update ကိုစောင့်ကြည့်နေစောင့်ကြည့်နေပဲ update လို့တော့မှဖြစ်ပါတယ်ပေါ့နော် Thank you bye bye guys